ပဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးကြီးအောင်မင်းစူးစီးတင်ဆက်ထားတာပါဒီနေ့သတင်းတွေတော်တော်များများမှာမနေ့ကပေါ့နော်မနေ့ကကလေးကပေါ့သတင်းတွေတော်တော်များများမှာအဓိကလွှမ်းမိုးနေတာကဘာလဲဆိုတော့ကျွန်တော်တို့ဒီ KK pack ပေါ့နော်ဒီမြောက်ဝတီနဲ့မဲဆောက်ကြားမှာရှိတဲ့တရားမဝင်တည်ထားတဲ့ဟိုပြောရရင် တော့ဟိုမြို့လို့ခေါ်ပါဦးနော်သူကမြို့မြို့လေးပေါ့နော်ဆိုတော့အဲ့က တော်တော်များများကပြောရလို့ရှိရင်အဲဒီကအဆောက်အဦတွေကိုတက်ကဝင်ပြီးတော့စီးတယ်စီးပြီးတော့ကျွန်တော်တခြားသတင်းတွေမှာကြားရတာကတော့ဒီအဆောက်အဦတွေကိုတက်ကလက်ရှိအနေထားမှာဘုံခွဲဖျက်ဆီးတယ်လို့လည်းဘုံခွဲပလိုက်တယ်လို့လည်းကြားရတယ်ပြီးတော့တက်ကတခြားအဆောက်အဦတွေအဲ့ဝင်ထဲမှာရှိတဲ့တခြားအဆောက်အဦတွေကိုဝင်ရောက်စီးနေတယ်လို့ဒါကြီးလည်းကြားရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီဟိုထဲမှာ TikTok မှာဆိုလို့ရှိရင်ဘလောက်ဘာတွေတွေ့ရလဲဆိုတော့ဒီတက်ကဝင်ပြီးတော့စီးနေလိုက်တဲ့ဟလာအဆောက်အဦတွေနဲ့ဘေးဘက်လယ်မှာရှိတဲ့မော်တော်ကားတွေ ကျန်တဲ့ပစ္စည်းတွေပါတယ်ဗောနော်ဒါတွေတော်တော်များများကပြောရရင်လမ်းတွေပေါ်မှာပြန့်ပြဲနေတာတွေနောက်ပြီးတော့မော်တော်ကားတွေဟဲ့လားမော်တော်ကားတွေကလမ်းတွေဘေးမှာလာထိုးခြင်းရက်ခြင်းလို့ရက်ပြီးတော့ရေမြောင်းနေစိုက်ကြတယ်စသည်အားဖြင့်ပုံသဏ္ဍာန်အမျိုးမျိုးတွေ့ရတယ်ပြောရရင် KK pack ရဲ့အခြေအနေကလက်ရှိအနေထားမှာတကယ်မျိုးပြက်ကြီးလို့ဖြစ်နေတာဗောနော်အဲ့လိုပဲဒီ KK pack ကနေပြီးတော့ကျွန်တော်တို့ထိုင်းနိုင်ငံဘက်ကိုလူအမြောက်အများဗောနော်ထိုင်းဘက်ကိုပြေးဝင်နေရရှိလို့မြန်မာနိုင်ငံဘက်ကိုပြေးနေတဲ့လူတွေလည်းရှိတယ်လူပေါင်းထောင်နဲ့ချီပြီးတော့ တချို့လိုရှိရင်ဒီတောင်ရင်မြစ်ကိုဖြတ်တဲ့နေရာမှာရေမကူးတက်လို့တည်တဲ့လူတွေတောင်ရှိတယ်ဆိုဒီလိုရေးတယ်လက်ရှိအနေထားမှာတရင်တချို့တရင်ဌာနတွေရေပေါ်ပြချက်အရာကတော့အဲကျွန်တော်တို့လူ၃ယောက်လောက်ပေဆုံးသွားတဲ့အာ dead body တွေတွေ့ရတယ်ဆိုဒီလိုမျိုးရေးကြတယ်ရှိတာပေါ့နော်အဲ့တော့ပြောရရင်တော့လက်ရှိအနေထားမှာဒီ KK pack ကိုတက်ကဝင်စီးတဲ့ဟာပြောရရင်ဒီ KK pack မှာရှိတဲ့လူတွေကကစင်ကလေးအထွက်ပြေးနေကြတယ် အဆောက်အဦတွေအကုန်လုံးကပြန့်ကျဲနေတယ်ပိုင်ဆိုင်သူမဲ့ပြီးတော့ဟလာကားတွေကျန်နေဟလာအသုံးဆောင်ပစ္စည်းတွေလမ်းပေါ်မှာပြန့်ပြဲနေတယ်ဓာတ်ပုံတွေတော်တော်များများကိုကျွန်တော်တို့တွေ့ရတယ်ဒီနေ့မှာဒီနေ့တွေ့ရအဲ့တော့သတင်းတွေနဲ့ပတ်သက်လို့တော့သတင်းဌာနတွေကတော့တချို့သတင်းဌာနတွေကတော့သတင်းဌာနပုံစံရေးထားတာတွေ့ပေမဲ့ကျွန်တော်တို့ကတာမန်ပြည်သူတွေရေးထားတဲ့သတင်းတွေပေါ့နော်အဓိကအပြင် KK back ထဲကနေပြီးတော့တချို့ထွက်ပြေးလာတဲ့လူတွေ နော် KGB ရဲ့အကြောင်းကိုသိကြဂါဂါနနာတိလို့ရေးထားတဲ့သူတွေပေါ့နော်အဲ့ဒီသတင်းတွေကိုကျွန်တော်တို့ကအဲ့ဒီရေးသားချက်တွေကိုအဓိကရှာပြီးဖတ်တယ်အဲ့ဒီထဲမှာကျွန်တော်နှစ်ချက်သွားသွားတွေ့တယ်သွားတွေ့တာသူရေးထားတာဘယ်လိုလဲဆိုတော့တိတိကျကျဆိုရင်တဲ့အမေရိကန်တရုတ်မြန်မာသုံးနိုင်ငံပူးတွဲဆစ်စင်ရေးလို့ပြောလို့ရတယ်တဲ့ခေတ်သစ်သတင်းဌာနကရေးထားတယ်တဲ့မြောက်ဥရီမှာဝင်ဖမ်းတာမြန်မာတွေကြီးမိတယ်တရုတ်တွေတယောက်မှမမိဘူးဒါကိုလည်းရှယ်ကြပြောကြဘာညာပေါ့ဆိုပြီးဒေသခံတယောက်ကရေးထားတယ် ်သွက်ထည့်ရတာရှင်းပြမယ်နော်တဲ့တရုတ်တွေကိုဖမ်းတယ်ဒါပေမဲ့မြန်မာဘက်ကဖမ်းတာမဟုတ်ဘူးတဲ့တရုတ်လုံခြုံရေးဘူရိုကဆင်းဖမ်းတာတဲ့ဘူရိုကလမ်းအားလုံးပိတ်ထားတယ် KK ကထွက်လာတာနဲ့ AI နဲ့စကန်ဖတ်တယ်တဲ့ပြီးလို့ရှိရင်တခါတည်းကားပေါ်တင်တယ်နေဆက်ဖြတ်ပြီးခေါ်သွားတယ်တဲ့ဘယ်သူမှတော့မသိလိုက်ဘူးတဲ့တရုတ်ဘက်ကကွန်မြူနစ်တိုင်းပြည်ဖြစ်လို့တရားဝင်သတင်းထုတ်ပြန်ခြင်းမှထုတ်ပြန်မယ်ဒါပေမဲ့ဒီတိုင်းလောက်တာတော့တေကြတယ်တဲ့အဓိကကတော့သူတို့နိုင်ငံသားတွေဖြစ်လို့သူတို့နိုင်ငံကိုခေါ်ပြီး ူတို့ဆုံးမမယ်ဆိုတဲ့သဘောတဲ့မြန်မာဘက်ကကြည့်တော့လေအရန်ကောင်းတယ်အလုရှုပ်တက်တာလေဆိုပြီးတော့ဒီဒေသခံတွေလူရေးထားတယ်နောက်တစ်ခုထပ်ရေးတာထူးထူးခြားခြားဒီနေ့မှာတဲ့ Starland ကမြောက်ဦးရီက line တွေပိတ်ချလိုက်တယ်တဲ့စစ်တပ်ကဝင်စည်းတယ်ဘယူရိုကဆယ်ဝါကဗျိုင်းတွေလိုထိုင်ဆောင်ပြီးသူတို့နိုင်ငံသားတွေကိုဖမ်းတယ်ဘယူရိုဆိုတော့တရုတ်တရုတ်ပေါ့နော်တရုတ်စစ်တပ်ကဆယ်ဝါကဗျိုင်းလိုပဲပေါ့နော်အဲ့ဒီဟို gate တွေကနေစောင့်ပြီးတော့တရုတ်နိုင်ငံသားတွေကိုဖမ်းတယ်တဲ့နိုင်ငံတော်အဆင့် ြားဖြန့်ဖြိုခွင်းရေးပဲဖြစ်တယ်တိတိကျကျဆိုရင်အမေရိကန်တရုတ်မြန်မာသုံးနိုင်ငံပူးတွဲဆစ်စင်ရေးပဲဒီကြားဖြန့်လုပ်ငန်းတွေကနေနိုင်ငံတော်ကိုတော်လှန်ပုံကံမဲ့အကြမ်းဖက်တွေကငွေတွေရနေတာအခုတော့သူတို့ပြိုကွဲကုန်ပြီတဲ့အမေရိကန်ကလည်းသူတို့အကျိုးစီးပွားကိုထိလိုက်ရင်အန်ယူဂျီလည်းတောက်ဖက်လုံးမှာမဟုတ်ဘူးတဲ့စစ်တပ်နဲ့ပဲစကားပြောပြောလိုက်ပြောလိုက်တယ်ဆိုရဲတော့တည်ကြတယ်တဲ့ကရင်နယ်စပ်တစ်လျှောက်ကလည်းကရင်နယ်စပ်တစ်လျှောက်ကဗန်ကောက် ဒီဒီကိုအကျန့်ဖတ်တယ်လေဘန်ကောက်ရောက်ကုန်ပြီးစိတ်မပူပါနဲ့ထိုင်းရဲတွေကဖမ်းတာကိုခံရမှာပဲဒီလိုရေးထားနောက်သူဆက်ရေးထားတာကဘယ်လိုရေးထားလဲဆိုတော့ထိုင်းမီဒီယာတင်ထားတာတဲ့မြန်မာတပ်တွေတရုတ်အထူးစီးပွားရေးဇုံကိုတင်းကျပ်ပြီးနောက်မြန်မာနိုင်ငံမြောက်ဝတီမြို့နယ်မှာရှိတဲ့ KK Pack လူလိန်ဝင်းအတွင်းမှမိုးနီမြစ်ကိုဖျက်ပြီးမဲဆောက်ခရိုင်အတွင်းသို့နိုင်ငံသားသား600ကျော်ထွက်ပြေးတိမ်းရှောင်ထွက်ပြေးတိမ်းရှောင်သူအရေအတွက်တနအီအတွင်းဆက်လက်မြင့်တက်နေပြီးတော့ရနေ့ညနေပိုင်းအထိဒါမနေ့ရနော် 23ရက်နေ့ကရေးထားယနေ့ညနေပိုင်းဒီစုစုပေါင်းတထောင်ကျော်လာမြို့ထိုင်းအနာပိုင်းတွေကသတင်းထုတ်ပြန်နေတဲ့အော်တိုဝါ22-23မှာစံချိန်တင်ခဲ့သည့်ကနအူးလှိုင်းတွင်တနာယီအတွင်းနိုင်ငံသားသား202ဦးပါဝင်ခဲ့ပြီးတရုတ်နိုင်ငံသားအများစုဖြစ်ခါတဲ့အော်တိုဝါ23ရက်မနက်အစောပိုင်းအထိမဲဆောက်အမြဲတမ်းနေဆက်စစ်ဆေးရေးဂိတ်1နဲ့2အနီးကထိုင်းဘက်သို့ထပ်တိုးဝင်ရောက်တဲ့ ဒီနေ့စံချိန်တင်ထားတဲ့စုစုပေါင်း689ဦးရှိပြီးတော့အမျိုးသား638ဦးနဲ့အမျိုးသမီး59ဦးရှိပါတယ်တဲ့ Richman New Task Force နေကြာဆောင်တက်ရဲ့ကုမ္ပဏီ346မဲဆောက်ရဲနှင့်လူဝင်မှုကြီးကြပ်ရေးအပါအဝင်အာဏာပိုင်တွေကမေပခရိုင်စေတနာဝန်ထမ်းကာကွယ်ရေးကုမ္ပဏီနဲ့ကောလိပ်မဲဆောက်အပါအဝင်နဲ့ အရေးပေါ်အဲ့ခံရေးစင်တာများတည်ထောင်ပြီးနိုင်ငံတကာလူသားချင်းစာနာမှုစံချိန်စံညွှန်းများနဲ့အညီလုံခြုံရေးစားနပ်ရိက္ခာနဲ့ရေများထောက်ပံ့ပေးလျက်ရှိတယ်တဲ့။နေဆက်တခြားမှာရှိတဲ့တရုတ်မိโกဈေးကွက် လုပ်ငန်းများနဲ့လူလိန်ကိုင်းများကိုမြန်မာနိုင်ငံကထပ်မံဖြိုခွင်းမှုများပြုလုပ်ပါကအခြေအနေဆိုးရွားလာနိုင်တယ်ဟုတာဝန်ရှိသူများသတိပေးတယ်တဲ့။အောက်တိုဘာ25 26တွင် KK ဘက်တွင်မြန်မာစစ်စင်ရေးနောက်ထပ်ဖြစ်နိုင်တယ်ဟုကောလာဟာလာများအရာထောက်ပြနေသည်ဖြစ် နေဆက်ဖြတ်ကျော်ရွှေပြောင်းမှုများပုံမှန်များပြားလာနိုင်ရည်ဆိုရတဲ့နိုင်ငံသားသားအလုံးကိုလူကုန်ကူးခံရသူများအတွက်နိုင်ငံတော်ကျွန်းစုံမှုစနစ်ဖြင့်ရဲတိုင်းအုပ်ချုပ်ရေးတို့ဖြင့်ဆောင်ရွက်နေပြီး tax လူမှုဖွံ့ဖြိုးရေးနှင့်လူမှုတက်ဆိုတာတက်တက်ခရိုင်ပေါ့နော်လူမှုဖွံ့ဖြိုးရေးနှင့်လူမှုပူလုံရေးယုံကစစ်ဆေးခြင်းနှင့်ဥပဒေအရဆောင်ရွက်ခြင်းများပြုလုပ်နေတယ်ဆိုဒီလိုရေးထားတယ်ပြောရရင်တော့လက်ရှိအနေအထားမှာထိုင်းမြန်မာနယ်စပ်မှာ KK ဘက်ကနေထွက်ပြေးလာတဲ့လူတန်းကြီးက တမျောတခေါ်ရှိနေတယ်လို့ဒီဘက်မှာ KK ဘက်ကနေလူတွေတော်တော်များများကသူတို့ရရပစ္စည်းတွေယူပြီးတော့ထွက်ပြေးနေကြတယ်ဆိုတော့ပုံစံမျိုးမြင်ရတယ်ကျွန်တော်မျက်စိထဲမှာမြင်အောင်ပြောရရင်အဲ့လိုပဲလမ်းပေါ်မှာလဲစာရွက်စာတမ်းနေစွန့်ပစ်ခဲ့တဲ့ပစ္စည်းတွေအင်းကြီးအဟောင်းတွေဖနှက်ဆုပ်တွေစသည်အပြင်ပြန့်ကျဲနေတယ်လို့လမ်းဘေးဝဲရမှာလဲဟာလားစွန့်ပစ်ခဲ့တဲ့မော်တော်ကားတွေလူအုံဆောင်ပစ္စည်းတွေနေပြန့်ကျဲနေတယ်ဆိုပြီးတော့ဒီသတင်းတွေမှာဒီဓာတ်ပုံတွေကြည့်ချင်းရပြီကျွန်တော်တို့ဒီလိုမျိုးတွေ့ရတယ် တော့ကျွန်တော်ကဒီမှာပြောချင်တာလက်ရှိအနေအထားမှာတော့တက်အနေနဲ့ဒီဘက်ကမြန်မာတက်မတော့အနေနဲ့ကဒီစစ်စင်ရေးကမပြီးသေးဘူးဆိုတဲ့သဘောရှိတယ်။တော့ဒီစစ်စင်ရေးကိုပြောရလို့ရှိရင်တော့ဒါဒီစစ်စင်ရေးကတကယ့်ကိုလွတ်လွတ်ဝပ်ဝပ်လုပ်သွားတဲ့သဘောရှိတယ်။လက်ရှိအနေအထားမှာစစ်စင်ရေးကဝင်းတစ်ခုပြီးတစ်ခုဝင်ရောက်စီးနင်းမဲ့သဘောရှိတယ်။ဒါကြောင့်မို့တခြားဝင်းတွေမှာရှိတဲ့ပြောရလို့ရှိရင် KK Pack ရဲ့တခြားဝင်းတွေမှာရှိတဲ့ဒီကြားဖြန့်လုပ်ငန်းလုပ်ကင်သူတွေတော်တော်များများလဲခြေဦးနဲ့ဒူးတက်ရအဓိကအပြင်အဓိကအပြင်တော့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးနေကြတယ်လို့ဒီလိုမျိုးကျွန်တော်တို့သုံးသပ်လို့ရတယ် ဒီကျွန်တော်ပြည်သက်တွေလည်းတွေ့မှာပဲဟာလားဒီ TikTok တွေပေါ်မှာ YouTube တွေပေါ်မှာနောက်ပြီးတော့ Facebook ပေါ်မှာ Telegram ပေါ်မှာဒီ KK ဘက်ကနေထွက်ပြေးနေကြတဲ့လူထောင်နဲ့ချီပြီးထွက်ပြေးနေကြတဲ့လူတွေကိုတွေ့မှာပဲเนาะအဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှာစဉ်းစားเสียရပါလဲဆိုတော့အဓိကအားဖြင့်ဒီ KK ဘက်မှာဒီလောက်လုံနေတာတွေမြင်နေရတာနဲ့ကျွန်တော်ထပ်ပြီးတော့ပဲရင်ညွှန်းအောင်ပါပဲစောတော်နီတို့ဟာလားဒီ online တို့ Pro ကွယ်ထူးဝင်းတို့ကြည့်ကောင်းကောင်းနဲ့ထိုင်ကြည့်နေကြတာလားလို့ကျွန်တော်မေးရလိမ့်မယ်အဲ့မှာစဉ်းစားကြည့်เนาะ ီစောတော်နီတို့ဒီဖရိုကွယ်ထူးဝင်းတို့ရာအကယ်၍ဟလာဒီ KK ဒီပေါ့နော်ကြားဖြန့် online ငွေလိမ်လည်မှုပေါ့ online လိမ်လည်မှုလုပ်ငန်းတွေမှာမပါဝင်ခဲ့ဘူးဆိုရင်သူတို့အနေနဲ့ဒီ online လုပ်ငန်းလိမ်လည်မှုတွေကိုဒီဒူးနေဟလာတကယ်ကိုဒူကြီးတယ်ကြီးနဲ့မြို့ကြီးနီးပါးတီထောင်ပြီးလုပ်နေတာကိုသူတို့အနေနဲ့အရင်တည်းကဝင်ဖမ်းစည်းတဲ့နေဝင်ဖမ်းတာတွေအဲ့တရားကိုဝင်ပြီးတော့တိုက်တာတွေဘာတွေနောက်ပြီးတော့နိုင်ငံတကာကိုအကူအညီတောင်းတာတွေဒါမျိုးတွေလုပ်တဲ့နေလေကျွန်တော်ပြောချင်တာအဲ့တော့ပြောရလို့ရှိရင်ဒီကလား ကြားဖြန့်လုပ်ငန်းပေါ့ဒီ online ငွေကြေးလိမ်လည်မှုလုပ်ငန်းကြီးကဒီအကြံပတ်အုပ်စုတွေဟုတ်လား KNU တွေကခွဲထွက် KNU တော့ဒီအဓိကအပြင်တော့ Sotoni တို့ Proquet ထူးခွင်းတို့အုပ်စုတွေအတွက်အတော်များများအကျိုးဖြစ်လိမ့်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်တချို့သုံးသပ်တာတွေတချို့ဟုတ်လားဒီနိုင်ငံရေးနဲ့စီးရေးလိလသုံးသပ်သူတွေသုံးသပ်ချက်အရဆိုလို့ရှိရင်ဒီဆိုပြောလို့ရှိရင်ဒီဟုတ်လားဒီ online ငွေကြေးငွေကြေးလိမ်လည်မှုပေါ့နော်ဒါကြီးဟာ အဲပြောလို့ရှိရင်ခုနကျွန်တော်တုံးသက်တယ်လို့ပေါ့တကယ်မဟာဗျူဟာမြောက်ဟာကြီးအဓိကအားဖြင့်တော့ဒီမှာပါဝင်နေတဲ့အုပ်စုတွေဟာအကြံဖက်လုပ်ငန်းတွေဒုစရိုက်လုပ်ငန်းတွေပေါ့နော်တဲ့ဒုစရိုက်လုပ်ငန်းဆိုလို့ခင်ဗျတည်တည်လေးတော့မထင်နဲ့တကယ်ဒေတာတွင်းမှာဒုစရိုက်မှုတကယ်ဂိုင်းကြီးတွေကတကယ်ဂိုင်းကြီးကြီးတွေကလှုပ်ထားတယ်လို့သူတုံးသက်တယ်နောက်တစ်ခုကဒီကြားဖြန့်လုပ်ငန်းတွေထဲမှာ CIA တောင်ပါဝင်နိုင်တယ်နောက်ကွယ်ကနေ CIA တောင်ကြိုးကင်ထားတာဖြစ်နိုင်တယ်ဆိုပြီးဒီလိုသုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ဒီငွေကြေးလိမ့်လည်မှုလုပ်ငန်းကြီးဟာဟုတ်လားဒီလောက်ဟိုပြောရရင်ပထမတော့လူတွေကအာဒါငွေကြေးလိမ့်လည်ဆိုတော့ online ကနေပြီးတော့မိဂါမတ်တလိမ့်လည်နေကြတယ်လို့ထင်နေကြပေမဲ့နောက်ပိုင်းတကယ်တကယ်ဟုတ်လားဒီဟာကိုတဲ့နိုင်ငံတကာသတင်းသမားတွေကဖော်ထုတ်လာတဲ့အခါမှာဒါကြီးကတကယ်မြို့ကြီးလောက်တည်ပြီးတော့တကဘာလုံးမှာရှိတဲ့လူတွေရဲ့ပတ်စံတွေကိုတည့်ယူနေတဲ့နေရာကြီးဖြစ်နေတယ် ီလောက်ဟုတ်လားကြီးကြီးကျယ်ကျယ်လုံနေတာနောက်တစ်ခုကဒီသတင်းနဲ့ပတ်သက်ပြီးတော့လေအနောက်တိုင်းမီဒီယာတွေမှာဒီလောက်ပေါ်ပြနေရတာနေကြတာကိုအဲ့အနောက်တိုင်းမှာရှိတဲ့အစိုးရတွေအနေနဲ့ဘာကြောင့်မလို့ရင်ကုန်နှုတ်ပိတ်နေတာလဲလို့ကျွန်တော်တို့ကဒီလိုမေးခွန်းမေးလို့ရတယ်။အခုတရုတ်နိုင်ငံကနေပြီးတော့ဟုတ်လားသူ့လူမျိုးတွေတကယ်အနစ်နာပါတယ်လို့ပြောပြီးတော့တရုတ်နိုင်ငံဝင်ပြီးတော့ဝင်ရှင်းမှအခုအနောက်အစုတွေကတဖြည်းဖြည်းနဲ့ဟာဘာဖြစ်တာလဲညာဖြစ်တာလဲဆိုပြီးသူတို့မသိကြအောင်ဆောင်းနေရတယ်ပြန်ပြီးတော့အခုမှအိတ်ရနိုးထလာတယ်ပြောရရင် ဟိုဘယ်လိုခေါ်မလဲရွှေပြောက်တယ်လို့လို့ဟုတ်လားတကယ်ကိုဟိုဟိုဘယ်လိုခေါ်မလဲယူးတယ်လို့လို့နှမ်းတယ်လို့ ਨੇ အာဘာဖြစ်ကြရလဲဟုတ်တယ်တရားကြီးကနှိမ်နေရမယ်ဆိုပြီးဝင်ပါလာတယ်လို့ကျွန်တော်ဒီလိုမျိုးသုံးသက်တယ်ဒီလိုသုံးသက်တယ်ဒါကြောင့်မလို့ဒီကြားဖြန့်လုပ်ငန်းကြီးရဲ့နောက်ွယ်မှာတကယ်ကြိုးကင်တာကဟုတ်လားဒီအနောက်အုပ်စုမှာရှိတဲ့ထောက်လိုင်းကွန်ရက်တီနော်အဲ့လိုပဲအဲ့ထောက်လိုင်းကွန်ရက်တီအားမှာဒီကြားဖြန့်လုပ်ငန်းကြီးကနေတဆင့်ကျွန်တော်ဒေတာတွင်းမှာရှိတဲ့ဟုတ်လားမွေးစည်းဘဝဂိုင်းနေ အခုလိုဟာလား KNU ဖရိုကွက်ထူးဝင်းနဲ့ KNU လိုအဖွဲ့တွေ PDF လိုအုပ်စုတွေကိုဒီလုပ်ငန်းတွေကနေရတဲ့အကျိုးအမြတ်တွေကိုပြန်ပြီးထောက်ပြန်ထောက်ပံ့ပေးနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံတခုထိုင်းနိုင်ငံအားတောင်မှဒီကိစ္စကြီးနဲ့ပတ်သက်ပြီးတော့ရင်ကုန်နှုတ်ပိတ်ထားတယ်ခင်ဗျစဉ်းစားကြည့်နော်။ထိုင်းနိုင်ငံကဘယ်လောက်ထိရင်ကုန်နှုတ်ပိတ်ထားလဲဆိုရင်ကျွန်တော်နေ့တိုင်းကျွန်တော်သုံးသပ်ပြတယ်။ဘာလဲဆိုတော့အဓိကအဖြစ်ဒီကြားဖြန့်လုပ်ငန်းမှာလာပြီးအလုပ်လုပ်နေတဲ့လူတွေဟာ ထိုင်းနိုင်ငံမဲဆောက်လေစိတ်သို့မဟုတ်ဘန်ကောက်လေစိတ်ကနေတဆင့်လာတာခင်ဗျထိုင်းမှာအဲ့လူတွေဟာမတင်ငါလို့ကြားပြန့်လုပ်ငန်းကြားပြန့်ဒီ KK ဘက်ကိုသွားမဲ့လူတွေလို့မတင်ငါလို့ဟာဖမ်းဆီးတာတွေထိန်းသိမ်းတာတွေတခါမှမတွေ့ရအောင်အဲ့တော့ DRG ကဒီ KK ဘက်မှာရှိနေတဲ့ online ငွေကြေးလိမ်လည်မှုလုပ်ငန်းကြီးဟာဒီလုပ်ငန်းကြီးမှာဗောနော်ဒီလုပ်ငန်းကြီးမှာအပြောရလို့ရှိရင်ကျွန်တော်တို့အနောက်နိုင်ငံကလက်မဲကြီးတွေပါဝင်ပတ်သက်နေနိုင်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ် နောက်တစ်ခုပွင့်လင်းပြောအောင်လို့ရှိရင်ဟာလာကျွန်တော်တို့ကအခုလက်ရှိအနေထားမှာပထုံတန်ရှင်တော်ကဒီဟိုနေ့ကနေပြီးတော့ဟာလာဒီယာရုကနေဆင်းပေးလိုက်ရတယ်ဆင်းပေးလိုက်ရတာရဲ့နောက်မှာကကျွန်တော်တို့တမန်ကရှန်ကကြည့်ရင်တော့ထိုင်းနဲ့ကမ္ဘောဒီးယားပေါ့နော်နေကြာပြဿနာကြောင့်ဟာလာထိုင်းနိုင်ငံကဒီပထုံတန်ရှင်တော်ကနေပြီးတော့ကမ္ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်ကိုစကားပြောတဲ့ဖုန်းဗီဒီယိုအတန်ပေါက်ကြားသွားလို့ဟာလာဒါဒါကြောင့်ဆင်းပေးလိုက်ရလို့ထင်ပေမဲ့ကျွန်တော်အမြဲတမ်းပြောတယ် ဒီပဒုံနန်ရှင်တော်ကဝန်ကြီးချုပ်မဖြစ်ခင်မှာသူဟာတရုတ်နိုင်ငံမှာအကြ ాయి သွားနေနေတယ်။အဲ့လိုပဲဒီ KK ဘက်ကိုတီထောင်ခဲ့တဲ့ဟာလာဟိုတရုတ်တချို့ကတော့ပြောတော့ပါတရုတ်ထောက်လိုင်းရင်းလို့ပြောတော့တရုတ်ထောက်လိုင်းဆိုတော့တရုတ်နိုင်ငံထွက်ပြေးလာတယ်နော်။အဲ့ကတရုတ်နိုင်ငံကနေပြီးတော့ထွက်ပြေးလာတဲ့တယောက်ကထိုင်းနိုင်ငံဖမ်းထားတယ်။အဲ့တော့ဖမ်းထားတာဟာဘာကြောင့်မလို့တရုတ်နိုင်ငံလက်ထဲကိုမလွှဲတာလဲဆိုရယ်မေးခွန်းပေါ်လာတယ်။ဆိုတော့အဓိကအားဖြင့်တော့ဒီလူကတချို့ကသုံးသက်ကြတော့ဒီလူဟာ လက်ရှိအနောက်အုပ်စုရဲ့ထောက်လန်းရေးတွေအတွက်အလုံးလုံးပေးနေတာဖြစ်တယ်။ဒါကြောင့်မို့ထိုင်းနိုင်ငံအနေနဲ့ဒီဝေလျှောက်ကြည်လားမသိဘူးဗျဒီတယောက်တော့နော်ကျွန်တော်ဒီဟာနာမည်တော့မဖတ်ထားမီ sorry ပဲဗျ။အဲ့ဒီတယောက်ကိုဘာကြောင့်မလို့ထိုင်းကတရုတ်နိုင်ငံကိုမလွှဲပေးတာလဲ။အဲ့တော့ကျွန်တော်တို့ကသုံးသပ်ကြည့်တာအဓိကအဖြစ်ဒီ KK ဘက်ကိုတီထောင်သူကိုထိုင်းနိုင်ငံဖမ်းတော့ဖမ်းထားတယ်။ဒါပေမဲ့အဲ့ဒီတယောက်ကိုတရုတ်နိုင်ငံကလည်းတောင်းနေတယ် တောင်းနေပြီမဲ့ထိုင်းကတရုတ်နိုင်ငံကိုမလွှဲပေးရဘူးအဲ့တော့မလွှဲပေးအောင်အဖွဲ့အစည်းတစ်ခုသို့မဟုတ်နိုင်ငံကြီးတနိုင်ငံနိုင်ငံကထိုင်းနိုင်ငံကိုဖိအားပေးထားသလားကျွန်တော်သုံးသက်လို့ရတယ်ဆိုတော့အဲ့တော့ဒီ KK ဘက်ကလှုပ်ရှားမှုလုပ်ကံမှုအားလုံးဟာပွင့်လင်းပြောရရင်တော့ရိုးရိုးသားသားတော့မဟုတ်ဘူးအဲ့လိုပဲဒီ KK ဘက်နဲ့ပတ်သက်ပြီးတော့အဓိကကတရုတ်နိုင်ငံအဓိကနှိမ်နှင်းနေတယ် ဲ့တော့တရုတ်နိုင်ငံအဓိကနှိမ်နှင်းကျင်နေတာအဓိကအားဖြင့်တော့ DKK ဘက်ကကျွန်တော်ဒေတာတွင်းမှာရှိတဲ့ဟုတ်လားဒီအချမ်းဖက်ကွန်ရက်ဒီဒေတာတွင်းမှာရှိတဲ့နိုင်ငံတွေရဲ့တည်ငြိမ်မှုကိုပြတ်ပြောင်းအောင်လုပ်ဖို့အတွက်အဓိကငွေကြေးထောက်ပံ့နေတဲ့စင်တာကြီးလားလို့ကျွန်တော်ဒီလိုသုံးသပ်လို့ရတယ်ဒီလိုသုံးသပ်လို့ရတယ်ဒါမှမဟုတ် DKK ဘက်နဲ့ပတ်သက်တဲ့နောက်ွယ်ကလက်မဲတွေကရိုးရိုးရှင်းရှင်းတော့မဟုတ်ဘူးဟုတ်လားဒီမှာထားပါတော့ဗျာအကယ်၍ပေါ့ ဒီ KK ဘက်နဲ့ KNU ကမပတ်သက်ဘူးဆိုရင် KNU နဲ့ KK ဘက်နဲ့ကလက်တကန်းအကွာမှာပဲရှိတယ်ကျွန်တော်ပြောချင်တာလက်တကန်းအကွာမှာပဲရှိတယ်အာဒီမှာတချို့ကပြောကြမှာဒီမှာစောချစ်သူပတ်သက်နေရို့ဘာလို့စောချစ်သူလို့ဘာမျိုးဘာလို့ပတ်သက်တယ်ဆိုတာကကျွန်တော်တို့သိတဲ့လောက်တော့အဲသူတို့ကဒါနဲ့ပတ်သက်ပြီးတော့ဟာလာအာကျွန်တော်တို့ကတော့အာ on online မှာဟာလာ online မှာဂိမ်းတွေကစားရတယ်ပါတယ်ဒါကိုကျွန်တော်ထင်တာတော့အဲကျွန်တော်ဒီနေ့အဲဒီဗီဒီယိုတစ်ခုကြည့်လိုက်ရတယ်စောစမ်းအောင်ပြောသွားတာ ချောဆောင်ပြောသွားတာကျွန်တော်တို့အနေနဲ့ကတော့တဲ့ဒီကိစ္စကိုရိုးရိုးသားသားပဲထင်တာဗောတဲ့ဟုတ်လား order ဟာ online ကစား online game ကစားတာဟုတ်လား online ကနေပြီးတော့ဈေးရောင်းတာကျွန်တော်တို့ကဒီလောက်ပဲထင်နေတဲ့ဆော့ချစ်သူလည်းဒီလောက်ပဲထင်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒါတွေကပွင့်လင်းပြောရင်ဒီကင်ယူတွေကတော့ဒီကဆော့ချစ်သူတို့ဆော့ဆန်းအောင်တို့ကတော့သူတို့ပြောတဲ့စကားတွေကြည်ညာပြီးရိုးရိုးသားသားတော့ရိုးရိုးသားသားပဲဒါပေမဲ့မရိုးသားတာကတစ်ဖက်မှာရှိနေတဲ့ ကျွန်တော်စောတော်နီလိုမျက်ခွက်တွေကရိုးသားတဲ့မျက်ခွက်တွေမဟုတ်စောတော်နီလိုခုနပြောတဲ့ဖိုတိုကွယ်ထူးဝင်တို့မျက်ခွက်တွေကရိုးသားတဲ့မျက်နှာတွေမဟုတ်ခမရသေးချာကြည့်ကြည့်ဒီစောဆန်းအောင်တို့စောချေသူတို့ကတော့သူတို့ကတော့ရိုးသားသားပြောတယ်ကျွန်တော်တို့ကတော့ဟလာကိုဒေတာလူတွေဖွံ့ဖြိုးတိုးတက်ပါစေတော့အော်ကိုကရင်လူမျိုးတွေလူငယ်လေးတွေအလုရပါစေတော့ဆိုပြီးတော့ကျွန်တော်တို့ကတော့ဒါကိုလှုပ်ပေးလိုက်တာတဲ့ဒါပေမဲ့အဲ့လောက်ကြီးကဘာကြီးပတ်ပြီးလိန်နေမှန်းသိရင်ကျွန်တော်တို့အစတည်းကဘလို့လို့ခွင့်ပြုမှာလဲစောဆန်းအောင်ပြောရတယ်စောဆန်းအောင်ပြောရတဲ့အတန်ဗီဒီယိုပါကျွန်တော်တို့ကြည့်လိုက်ရတယ်ကြည့်လိုက်ရတယ် နောက်ပြီးတော့သူတို့ကပြောလဲဆိုတော့အခုတည်းကျွန်တော်တို့ကသူတို့ကိုဖမ်းထားပြီးတော့တဲ့ထမင်းကျွေးနေရတယ်တဲ့ထမင်းကျွေးရင်ဒီကောင်လေးတဲ့တနေ့ကိုလည်းနှိုးစီဘူးနှစ်ဘူးကျော်တော့ကုန်တယ်စားရတယ်ဆိုတော့ကျွန်တော်တို့ဘလို့ဒါရီနဲ့ပတ်သက်ပြီးအသုံးစိတ်ဘလို့ရှားမှန်းမသိဘူးဆိုပြီးစောစမ်းအောင်ပြောရတယ်မှာဒါမျိုးပါတာပေါ့နော်ဆိုအဲ့တော့ဒီဘက်မှာရှိနေဟုတ်ပြီဒီ KK ဘက်နဲ့ပတ်သက်ပြီးတော့လုံးဝစကားတခွန်းမှမပြောတာကခုနကျွန်တော်ပြောတဲ့ဖရိုကွယ်ထူးဝင်းနဲ့စောတော်နီတို့သူကဒီ KK ဘက်နဲ့ပတ်သက်ပြီးစကားတခွန်းမှမပြောဘူး ဆိုအဲ့တော့ဒီ KK ဘက်နဲ့ပတ်သက်ပြီးတော့အကျိုးအမြတ်ရနေတဲ့သူတွေဟာအကျိုးအမြတ်ကြီးကြီးမားမားပေါ့နော်နောက်ပြီးတော့ဒါကြီးကဘာကြီးလဲဆိုတော့လေသူတို့ကိုယ်တိုင်သိထားတယ်ဒီစောတော်နီနဲ့ပရိုဂတ်ထူးဝင်တော့ဒါကြီးကသိထားတယ်ဒါကြီးရဲ့နောက်မှာသူတို့ဒါကြီးကိုမတွတ်ထည့်ရဘူးဘာကြောင့်လဲဆိုတော့ဒီမှာအနောက်အုပ်စုရဲ့ထောက်လိုင်းရေးကွန်ရက်တွေပါဝင်နေသလားဆိုတော့ကျွန်တော်ကသုံးသပ်တယ်လို့ပေါ့နော်ဒါကြောင့်မို့သူတို့မတွတ်ထည့်ရတာဖြစ်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်တော်တော့ဒါကြီးကိုလက်ရှိအနေထားမှာတက်ကဝင်ရှင်းလိုက်တဲ့အချိန်မှာမှဒီအခုတက်ကြီးကိုထိုင်းနိုင်ငံကကီကီပတ်ထဲက ထွက်ပြေးလာတဲ့လူတွေကိုခင်ဗျာထိုင်ပြီးဧကန်နေတော့နော်ဖမ်းဆီးတာမလုပ်ဘူးထိုင်ပြီးဧကန်နေတော့ခုနကကျွန်တော်ဖတ်လိုက်တဲ့ဒါပြောရရင်တော့တာမန်ပြည်သူတယောက်ကရေးထားတာပါသူရေးထားတာကပြောရရင်တရုတ်ကတရုတ်ရဲ့အထူးတပ်ဖွဲ့တွေပါတယ်ဒီဝင်စီးတဲ့နေရာမှာမှန်တယ်ဒါလည်းဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့မြမတက်မတော်အနေနဲ့ဒီ KK ဘက်ကိုတအူးတဲ့ဟလားမြမတက်မတော်တခုတည်းဝင်စီးဖို့ဆိုတာတချို့နီးပညာပိုင်းနေတချို့ technique ပိုင်းနေမှာလွယ်ကူတဲ့ဟာမဟုတ်ဘူးအဲ့တော့ဒီ KK ဘက်ကိုဝင်စီးတာဟာတရုတ်အထူးတပ်ဖွဲ့တွေပါတယ်ဆိုတာကျွန်တော်ဒါကိုတော့ကျွန်တော်လက်ခံတယ် ဒါဒါသူမျက်မြင်သက်တည်ပေါ့နော်ကရင်ဒေသခံတရားကရေးထားတဲ့သဘောပဲဆိုတော့အဲ့မှာမှတရုတ်ဟိုတရုတ်ကသူ့ရဲ့ဟလာသူ့တိုင်းပြည်ကလူတွေတော်တော်များများကိုသူကိုယ်တိုင်ဖမ်းနေတယ်ဆိုတဲ့သဘောမျိုးပေါ့အဲ့တော့ကျွန်တော်ပြောချင်တာထိုင်းနိုင်ငံကဘာကြောင့်မလို့ဒီ KK ဘက်ကထွက်ပြေးလာတဲ့လူတွေကိုဧည့်ခံနေရတာလဲဆိုတော့ကျွန်တော်စဉ်းစားလို့မရဘူးအဲ့တော့ဒီ KK ဘက်ဆိုတာကတော့ဒါပြောရရင်တကယ့်ကို scam center လို့ပြောပေမဲ့ဒါကြီးဟာအနောက်အုပ်စုတွေကဒီအာရှဒေသအတွင်းမှာမှွေနှောက်မှုအတွက်ဒီ Sodoni တို့ Procter Thewin တို့ KNU တွေကို ကောင်းကောင်းပတ်စံထောက်ပံ့မှုတွေဒါကြီးကိုတည်ထားတာဖြစ်နိုင်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်เนาะ။ဘာကြောင့်လဲမြန်မာနိုင်ငံကလည်းပြောရရင်မြန်မာ DKK ဘက်ကြီးရှိနေတဲ့ကာလဘက်လုံးမြန်မာနိုင်ငံမှာရှိတဲ့ဒီအကြမ်းဖက်မှုတွေခုနပြောသလိုเนาะ PDF တို့ KIA တို့ KNU တို့စတဲ့ဒီလက်နက်ကင်အုပ်စုတွေဟာဘရောမှချုပ်ငိမ့်မှာမဟုတ်ဘူး။ဒါတွေကိုရေရှည်သည်ရေရှည်ထောက်ပံ့နေမှာလေ။ရေရှည်ထောက်ပံ့နေမှာဒါကြောင့်တက်ကဒီဟိုနင်းကိုဒီကင်ပြည်နယ်ကဟာပြောရရင်တော့ကွန်ကရစ်တို့မြောက်ရီတို့တကယ်ကိုဘယ်လိုခေါ်မလဲဒီအာရှာလိုင်းပြန်ပွင့်မှု ဟိုတော်တော်လေးထိုးစစ်ဆင်ပြီးတော့ဒီ KK ဘက်ကိုနှိမ်နှင်းလိုက်ရတယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဆိုတော့ဒါကြီးကပြောရရင်တော့ဒေတာရင်းမှာရှိတဲ့ geopolitic တကက်ဒီမဟာဗျူဟာကြီးနဲ့လည်းတက်ဆိုင်နေတယ်လို့ဒါနော်ဒါကျွန်တော်တို့လည်းဒါကြီးကိုထပ်ပြီးလေ့လာအောင်ပါလေ့လာပြီးကျွန်တော်တို့ဆက်ပြီးတော့တင်ပြအောင်မှာဖြစ်တယ်ဒီနေ့ကတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီ KK ဘက်နဲ့ပတ်သက်တဲ့သတင်းတွေကဒီနေ့နေ့မနေ့ကရဒီနေ့ရမှာတည်င်းဌာနတော်တော်များများမှာလွှမ်းမိုးနေလို့ကျွန်တော်တအားတင်ပြခြင်းဖြစ်တယ်လို့เนาะကျွန်တော်ဒီလိုပြောခြင်းတယ်